မြမဘီကြီးကနာရေးဖြစ်နေတဲ့အိမ်ကြီးအဲ့ဒါကိုပြည်သူတွေကိုမိမောင်းထိုးပြသွားတယ်အဲ့တော့ကျွန်တော်တို့နာရေးဖြစ်နေတဲ့အိမ်ကြီးမှာကျွန်တော်တို့တွေကဘလို့မျိုးနေကြမလဲစကိုင်းမှာဖြစ်နေတာရန်ကုန်နဲ့မဆိုင်ဘူးလားရန်ကုန်ကတချို့တွေကဟိုမှာစကိုင်းမှာငါအမျိုးလည်းမရှိဘူးငါအဆွေလည်းမရှိဘူးငါဂရူးဆိုင်စရာမလိုဘူးဆိုပြီးတော့မသိကြွကြွနေမှာလားဖာတိဖာတာနေမှာလားမသိကြအောင်စောင့်ပါလား ဒါကိုသတိရကြဖို့လိုပါတယ်အဲ့တော့သခိုင်းမှာဖြစ်နေတာအပြင်မြမတပီလုံးမှာဖြစ်နေတဲ့ကိစ္စတွေအားလုံးကိုကျွန်တော်တို့ကသွေးမအေးဖို့လိုတယ်ကျွန်တော်တို့ဒီကဒီကဒီကပို့ပြီးတော့ဝိုင်းပြီးတော့လှုပ်ဆောင်ဖို့လိုတယ်ကျွန်တော်တို့နေ့စဉ်နဲ့အမျှအခုမြို့ပြပြကြမင်းဆွေနေကြည့်ကြည့်ပါရန်ကုန်မှာလည်းဖော်ဆောင်နေတယ်မန္တလေးမှာဖော်ဆောင်နေတယ်နေပြည်တော်မှာဖော်ဆောင်နေတယ်ပေးဆက်နေကြတယ်အဲ့တော့ကျွန်တော်ပြည်သူတွေအရောက်ချင်းစီတိုင်းကလည်းဒီပုံကိုယ်တွေတကယ်ကိုအာဇာနည်တွေကိုတကယ်ကိုဝိုင်းကူဖို့လိုတယ် ဝိုင်းကယ်ဖို့လိုတယ်ဝိုင်းကာဖို့လိုတယ်ဒီဒေါ်လာရေးကြီးမှာပြည်သူကိုအခြေပြုတာဖြစ်တဲ့အတွက်ဒီပြည်သူတွေဒုက္ခရောက်လုံနေခြင်းဟာဒေါ်လာရေးကြီးကိုချိနဲ့အောင်အင်အားနဲ့အောင်လုပ်ခြင်းဖြစ်တယ်ကျွန်တော်ရဲ့ကျွန်တော်တို့ဒီဒေါ်လာရေးကြီးဟာအရေးတော်ပုံကြီးဟာဒီပြည်သူတွေဘာမှကျွန်တော်တို့ကမိခုံနေရတာဖြစ်တယ်အဲ့တော့ဒါပြည်တွင်းပိုင်းပေါ့ဗျာ အန်ယူဂျီအစိုးရဘိုင်းအနေနဲ့လဲထက်ကထက်ကနိုင်ငံတကာကကျွန်တော်ပြောပြနေစေချင်ပါတယ်နော်ပြောစေချင်ပါတယ် statement တွေလိုင်းလိုင်းထုတ်မီဒီယာအင်တာဗျူးတွေများများလုပ် highlight လုပ်စေချင်ပါတယ်အထူးသဖြင့်ကြာ humanitarian crisis ကြီးဖြစ်နေတယ် human rights violation တွေဖြစ်နေတယ် genocide ဖြစ်နေတယ်နော် crimes against humanity ဖြစ်နေတယ် war crime ဖြစ်နေတယ်ပြောပါဗျာနော်ကျွန်တော်တို့ကရင်မှာဖြစ်ရင်လည်းပြောတယ်ကရင်နီမှာဖြစ်လည်းပြောတယ် ချင်းမှဖြစ်လဲပြောတယ်ဒီစကားကိစ္စကိုလဲအဲ့ဒါယူ highlight လုပ်ပေးစေချင်ပါတယ်လူမျိုးပေါင်းစုံဘာသာပေါင်းစုံအားလုံးကဝိုင်းပြီးတော့စကိုင်းကိုကဲပါစကိုင်းကိုကူပါเนาะဒါကိုကျွန်တော်တို့ဝိုင်းလုပ်စေချင်ပါတယ်နောက်ကျွန်တော်ရှေ့မှာတင်ပြထားတာကျွန်တော်ရဲ့အခု live play အောက်မှာလဲကျွန်တော်စာလေးရေးပေးထားတယ်အဲ့ဒါဘာလဲဆိုတော့ကျွန်တော်ဥပမာပေါ့ဗျာစာလေးကျွန်တော်ရေးထားတယ်ဗမာလူလေးနည်းနည်းရယ်အင်္ဂလိပ်လူလေးနည်းနည်းကျွန်တော်ဒါဥပမာလေးရေးပေးထားတာလူရင်းတူရှင်မယ် အဲ့ဒီမှာကျွန်တော်တို့ပို့ပေးရမယ့်အီးမေးလ်လိပ်စာတွေပေါ့နော်အဲ့ဒါတွေကိုလည်းကျွန်တော်ပေးထားတယ်အဲ့ဒါတွေကိုကျွန်တော်ပြည်သူတွေအနေနဲ့ဝိုင်းပြီးတော့အဆင်ပြေပြေသလိုနော်ကျွန်တော်တို့ပေးအီးမေးပို့စီခြင်းလာခုနကနိုင်ငံပြောက်သူထဲမှာဆိုလို့ရှိရင်လေစကိုင်းမှာနေ့စဉ်ရွာတွေမိရှုခံနေရတဲ့ဟာကိုပေါင်ထည့်ပြီးတော့ပြတ်သွားတယ်တိုက်ပြီးတော့ပညာသားပါတယ်နော်ကလစ်တူဒိုနေလုပ်ဖို့ဆိုရတာဟာလေပေါင်ပြတ်သွားတယ်ကျွန်တော်တို့ကြည့်ပြီးတော့ဝမ်းနေရတယ် နောက်ပိုင်ဖြိုးသူတို့ဒေါင်းလို့ဆိုတာကတကယ်မြေပြင်မှာစလုံးပြီးတော့အနစ်နာခံပြီးတော့ပေးဆက်ပြီးတော့တိုက်ပွဲဝင်နေတဲ့သူဆိုတော့သူတို့ကိုယ်တိုင်တည်ရောက်ဆောင်နေတည်ရောက်ဆောင်မှုကြတော့ကျွန်တော်တို့ relate လုပ်လို့ရတယ်ထိတယ်လာပြီးတော့ရင်းနဲ့မကောင်မျက်ရည်ဝဲရတယ်တချို့ဆိုမျက်ရည်ကျကျတယ်လို့ပြောတာတကယ်ကိုလေးစားကောင်းလေးစားဖို့ကောင်းတဲ့တကယ်ကိုအမှုပညာရှင်ဆက်စစ်တယ်ကျွန်တော်ဆိုလိုချင်တာကအဲ့ဒီကုနာကပြီးသူအရောက်ချင်းစီတိုင်းအားလုံးပဲပေါ့ဗျာစကိုင်းကိုကူဖို့ကယ်ဖို့ငါဘာလုပ်ပေးနိုင်တယ်လဲ နောက်ဆုံးပတ်စံလှူဖို့မတက်နိုင်ကလစ်တူဒိုနေလုပ်ပြီးအဲ့ဒါကြီးလည်းလုပ်ဖို့မနိုင်လို့ရှိရင်ခုနကဆရာတော်ကြီးတွေဝိုင်းရှော့ပါကူဖို့ကဲဖို့ပရာဟိတာတွေဝိုင်းလုပ်ပေးကြပါဒါပြင်ကိုအခုလောလောဆယ်ကျွန်တော်အီးမေးလ်ပို့တဲ့ဟာလေးလုပ်ပေးပါအဲ့တော့အီးမေးလ်ပို့တဲ့ကိစ္စကဘယ်လောက်ထိရောက်သလဲထိရောက်တင်တဲ့လောက်တော့ထိရောက်ပါလိမ့်မယ်နော်ကျွန်တော်တို့များများပြောလို့ရှိရင်တော့များများထိရောက်ပါလိမ့်မယ်ကျွန်တော်တို့ကကုလသမဂ္ဂကိုစူရမယ်ဆဲရမယ်စုံမရမယ်ကျွန်တော်ပြောရရှင်းရှင်းလေးနော်ဘာကြောင့်လဲဒီကောင်းလေးအလုံးမလုပ်ဘူး ကျွန်တော်တို့လစ်လူရှူထားတယ်အဲ့တော့ကျွန်တော်တို့စိတ်ဆိုးတယ်အဲ့တော့စူပါဗျဆဲမင်ဗျဆဲပါဗျဆုံးမပါဗျဒီကောင်နေပတ်ဆက်ယူထားပြီးတော့ဘာမှတိတ်မလုပ်ချင်ဘူးလေလောလောဆယ်ကုလသမဂ္ဂအထွေထွေတွင်းမှုချုပ်ကပေါ်တူဂီးစ်နိုင်ငံသားနော်ဒုက္ခသည်များဆိုင်ရာမဟာမင်းကြီးယုံရဲ့ဟိုမဟာမင်းကြီးကနော်အီတလီလူမျိုးနော်နောက်တစ်ခါကျတော့ကျွန်တော်လူခွင့်ရေးဟာကဟိုအာဂျင်တီးနားဘက်ကနေတူတယ်စပိန်လူမျိုး နော်လက်တင်စကားပြောသုံးကောင်အဖိုးကြီးတွေဘွားကြီးပေါ့ဗျာထားပါတော့ကျွန်တော်လည်းစိတ်ဆိုးလို့အကောင်နဲ့ပဲပြောလိုက်တော့မယ်ကျွန်တော်တို့မပြောရင်တို့ရောကသပဲ့ကြော်ပဲတော်တွေကလေကျွန်တော်တို့ကစာမထိုးရင်တို့ရောမသိဘူးအဲ့တော့မသိကြအောင်ဆောင်နေတဲ့လူတွေကိုကျွန်တော်ကဒုံးနဲ့ထိုးရမယ်ပြောရမယ်ဒုံးနဲ့ထိုးလို့မှမရလို့ရှိရင်ကျွန်တော်ကချိန်လုံးနဲ့ရိုက်တယ်လို့မျိုးနားအောင်ကျွန်တော်ဆဲရမယ်ပြောရမယ်မီဒီယာတွေမှာလည်းမြန်မြန်လေးဝိုင်းပြီးတော့ပြောပြကြပါဒါကြီး ဆိုတာပြောပါကိုတနေ့ကဆိုဘိုးရိုကြီးကြီးပြရွာပုတ်ဘူးအဲ့တော့ကျွန်တော်ဒီနေရာမှာ particularly နိုင်ငံတိုင်းဝန်ကြီးဒေါ်စင်မာအောင်ကိုတိုက်တောင်းဆိုချင်တာကမြန်မာပြည်မှာကျွန်တော်တို့လူနေအိမ်နေပေါ်ကူနော်အခုလိုမျိုးဘုံကျဲချတယ်ဆိုတာမှားတယ်ကျွန်တော်လက်ခံတယ်အဲ့တော့ကျွန်တော်တို့ကရင်ပြည်နယ်မှာလာပြီးတော့ဘုံကျဲတော့လည်းကျွန်တော်တို့လက်မခံဘူးကန့်ကွက်တယ်ဘယ်ဒေသမှာဖြစ်ဖြစ်ပြည်တွင်းစစ်မှာဒီလိုလောက်တာကိုကျွန်တော်တို့လက်မခံဘူးအဲ့တော့ဒေါ်စင်မာအောင်နေနဲ့ no fly zone ကိုတောင်းဆိုခဲ့ဘူးတယ် ဲ့တော့သခိုင်းဘက်ကိုလေတောင်းဆိုပေးပါလို့ကျွန်တော်ဒီနေရာကနေပြီးတော့တောင်းဆိုချင်ပါတယ်နော်ဘုံကြီးဆိုတော့နည်းနည်းတော့တော့ကြီးအကြီးကြီးတွေပဲဟိုတလောကလည်းကင်းပီနေဘက်မှာဆိုလို့ရှိရင်ကင်းဒီဘက်မှာကျဲကြတဲ့ဘုံကမြေထဲကိုစိုက်ဝင်သွားတာကဆယ်ပေလောက်ရှိမှာမသိနော်ဆိုတော့အဲ့ဒါကြီးတွေကျွန်တော်တို့လူမျိုးတုံးသက်ဖြတ်နေတယ်အဲ့တော့ကျွန်တော်ပြောချင်တာကရန်ကုန်ပြည်သူတွေရောမန္တလေးပြည်သူတွေရောစကိုင်းပြည်ခင်ဗျားတို့အလှဲ့နော် လာမအဲ့တော့ကျွန်တော်တို့ကအင်အားလူအင်အားရှိရသားနဲ့ကျွန်တော်တို့ကလက်သေးစိတ်လို့မှလက်ထိတ်မနာလို့ရှင်ဟိုကောင်တွေကလက်တဆုပ်စာနဲ့လက်နဲ့လေးနင်းနေနေဗိုလ်ကျဆိုးမှုနေတာကျွန်တော်တို့ခံရလိမ့်မယ်အဲ့တော့ဒီလိုမဖြစ်ရအောင်ကျွန်တော်တို့ကလက်သေးစိတ်လက်ထိတ်ငံရမယ်အရေးကြီးရင်သွေးစီးရမယ်ဆိုတော့ကျွန်တော်လူမျိုးပေါင်းစုံဘာသာပေါင်းစုံနေရာပေါင်းစုံကနေပြီးတော့ဒီကိစ္စကိုကျွန်တော်တို့ဝိုင်းလုပ်ဖို့လိုတယ် ဆိုတော့ကုလသမဂ္ဂကိုကျွန်တော်တို့ကဒုံးနဲ့ထိုးရမယ်။ EU ကိုဒုံးနဲ့ထိုးရမယ်။ ASEAN ကိုကျွန်တော်တို့ဒုံးနဲ့ထိုးရမယ်။စူရမယ်ဆဲရမယ်ဆုံးမမယ်။အဲ့တော့ကုနာစာကိုမြင်မြတ်ဝိုင်းရေးပေးကြပါဆိုတော့ကကျွန်တော်ကုနာမေကွန်းကိုကျွန်တော်ပြန်ပြီးတော့ထပ်ပြီးတင်ပြခြင်းလဲ။ဘယ်လောက်ထိရောက်မလဲဆိုတော့ကျွန်တော်တို့မြန်မြန်ဝိုင်းပြောလေပို့ပြီးတော့မြန်မြန်ထိရောက်လေပဲနောက်တစ်ခုကနိုင်ငံတကာကိုဖိအားပေးတယ်ဆိုတာကဘာနဲ့တူတယ်လဲဆိုတော့ ျွန်တော်တို့ကမာရသွန်ပြေးပွဲတစ်ခုပြေးတာနဲ့တူပါတယ်နိုင်ငံတကာဆိုတာကသူတို့ကလောက်တာကင်တာကနှီးတယ်အထောက်ထားရှာတာနဲ့เนาะနောက်ကကြတော့ like ပြီးတော့ verify လုပ်ရတာနဲ့เนาะသူတို့မသိသေးတဲ့ဟိုလူမေးဒီလူမေးလုပ်ရတာနဲ့ Google မှာ like ပြီးတော့ share တာနဲ့အဲ့တော့ကုလသမဂ္ဂဆိုတာလောက်တာနှီးတယ်အဲ့တော့ကုလသမဂ္ဂလူနိုင်ငံတကာအစိုးရတွေ American ကောเนาะဥရောပသမဂ္ဂကော ASEAN ကော ျွန်တော်ဖီအားပေးမယ်ဆိုလို့ရှိရင်ဒီနေ့ဖြစ်ဒီနေ့တရားထတယ်မရဘူးတို့ကကျွန်တော်တို့ကမာရသွန်ပြေးသလိုပဲနေ့စဉ်ရက်ဆက်နေ့စဉ်ရက်ဆက်ကိုဓာတ်ပုံတွေပို့လိုက်အီးမေးလ်တွေထိုးလိုက်ဗီဒီယိုတွေပို့လိုက်စာတွေထုတ်လိုက်တဲ့နေ့စဉ်ကိုကျွန်တော်တို့ကလုပ်ရမယ့်ကိစ္စမျိုးဖြစ်တယ်အဲ့လိုမျိုးလုပ်တဲ့အခါကျလို့ရှိရင်အဲ့ကုလသမဂ္ဂကအရာတွေကဘယ်ရက်ဖြစ်လာပြီးတော့တဖြည်းဖြည်းနဲ့နောက်ဆုံးကျတော့တကယ်ကိုအတန်ခံခံမှမှန်းနဲ့ထွက်တယ်အဲ့တော့ ကုလသမဂ္ဂဆိုတာကဘာကိုကျွန်တော်တို့စမ်းသတဲ့ဟာတခုလဲဆိုတော့ကျွန်တော်တို့မြန်မာတွေကကောက်ရိုးမိလားရှားမိလားဖွဲမိလားအဲ့ဒါကဘာတက်စ်လုပ်တဲ့မက်ဂနီဇင်မီတခုဖြစ်တယ်တကယ်လို့ကျွန်တော်တို့မြန်မာလူမျိုးတွေကတော့ဖွဲမိခဲ့သူတမျက်မျက်လောင်ပြီးတော့ဒီဇိုင်းမမှန်တဲ့လုံးဝဝရိယရှိတဲ့လူမျိုးတွေဆိုရင်နေ့စဉ်နဲ့အမျှလှမ်းပြီးစာတွေပို့မယ်ဓာတ်ပုံတွေပို့မယ်ဗီဒီယိုတွေပို့မယ် Twitter တွေ tweet လုပ်မယ် အဲ့ဒါမျိုးဆိုရင်တမြင့်မြင့်တမြင့်မြင့်တမြင့်မြင့်နေဆိုခုနကမာရသွန်ပြေးတယ်လို့ပဲကုလားမကောက်လေတရစ်ချင်း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 အဲ့တော့ကို့အကြောင်းကိစ္စကိုကျွန်တော်တို့ကကဘာမှာပေါ့အောင်ဖောက်ပြီးတော့တကယ်ကိုအကူကြီးကိုရအောင်ယူချင်တယ်ဆိုရင်ကျွန်တော်တို့လူမျိုးတစ်မျိုးလုံးကဖွင့်ပြီးကဲ့သို့တမြင့်မြင့်တမြင့်မြင့်တမြင့်မြင့်လောက်တဲ့လူမျိုးတွေဖြစ်ဖို့လိုတယ်ဆိုတော့ကျွန်တော်တို့ဗမာစကားပုံမှန်ဆိုရှိတယ် ဒီနေ့တလံပကံဖယ်ကြွ့မလဲဥယောပမှာဆိုရင်ယောမမျိုးကိုတရက်ထဲနဲ့တီထောင်ခဲ့တာမဟုတ်ဘူးအဲ့တော့ကျွန်တော်တို့ဒီစာတွေကို tweet တမ်းပြီးလုတ်ပေးကြပါအီးမေးရေးပေးကြပါအဲ့တော့ကျွန်တော်တို့မြမတပြိုးသားလုံးကဖွဲမိခဲ့သို့တောက်လောင်နိုင်သလားဒါမလို့ရှိရင်ဟိုနားလေးဆက်ဆက်ဒီနားလေးဆက်ဆက်ငါပွဲရငစာချသလိုကောက်ရုံးပြီးလို့ပြောဟုတ်လဲဆိုတောက်လိုက်နော်ဒီနေ့ကြလို့ရှိရင် RIP ဆိုပြီးတော့မျက်ရည်ကျတဲ့ emoji လေးပေးလိုက်မနေ့ပိုင်းကြလို့ရှိရင် club ကိုတက်ပြီးတော့ ဖွားပြီးတော့ကနေလိုက်။အာဒီနေ့ကျတော့အာ app ဆိုပြီးတော့ပြောလိုက်။မနေ့ပဲကြာလို့ရှိရင်ဟိုဝေးလေးဝါးလေးနဲ့ဟိုခီးထွက်လိုက်ဒီခီးထွက်လိုက်။အဲ့လိုမျိုးလုပ်တဲ့လူမျိုးလား။တမိုင်းကဖြေပေးပါလိမ့်မယ်။အဲ့တော့ကိုယ့်ဘာကိုတာဝန်ယူကြပါ။ကိုယ့်ကိုယ်ကိုတာဝန်ပေးပါ။ပြီးတော့ဝိုင်းပြီးတော့ကျွန်တော်တို့ကဓာတ်ကိုရေစမ်းလိုင်းမှာဝိုင်းပြီးတော့လှော်ကြဖို့လိုတယ်။ခတ်ကြဖို့လိုတယ်။နော်ကျွန်တော်တို့ရေအကုန်လုံးဒလီရဲစီတကီးရဲသွားအဲ့ဒီမှာကျွန်တော်တို့ရေအရောက်ချင်းစီတိုင်းက ခီးတဲ့အဖြစ်တော့မဖြစ်ပါစေနဲ့ကိုကိုရန်ကနှီးပေါင်းစုံနေရာပေါင်းစုံကဝိုင်းပြီးတော့လှော်ခတ်တဲ့သူတွေဖြစ်ဖို့လိုပါတယ်အ ਨੇ ဆုံးပြတက်ကြီးရွယ်ဦးတွေကျွန်တော်ပြောပြမယ်ဂျန်လီတွေပေါ့နော်ပထမဆုံးအနေနဲ့ဘလို့ပါလို့ရတယ်လဲဆိုမိမိကိုကိုမိမိဂျမ်းမအောင်နေခြင်းဖြင့်ပါလို့ရတယ်တမတ်တဲ့အဲ့တော့မိမိကိုကိုမိမိဂျမ်းမအောင်နေတော့ဂျန်တဲ့သားသမီးတွေကအဲ့ဒီခုနကတက်ကြီးရွယ်ဦးတွေကိုလက်မကြည့်ရတဲ့အခါကျတော့တခြားဘက်မှာအချိန်ပေးလို့ရတယ် အဲ့လိုနီးအဖြစ်တော်လိုင်းမှာပါဝင်လို့ရတယ်။နောက်တချို့တက်ကြီးရွယ်ဦးတွေဂျန်လီတွေအမိကိုကင်းကင်းနဲ့နေပြခြင်းကိုကိစ္စကိုလွတ်ပြခြင်းကိုကိုယ်တိုင်ကစံပြနော်မြန်မာပြည်မှာတချို့ရှိတယ်64ကြော်တာနဲ့အီ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 တောင်မွေးလေးနဲ့60ကြော်တာနဲ့တရားဓမ္မကိုပဲပြောရမယ်ပုံစံပြောတရားဓမ္မပြောတော့မမပါဘူးပြောပါအမှန်တော့ငငယ်တွေကပြောရမှာတရားဓမ္မပြောတယ်ဆိုတော့ကကျွန်တော်ဆိုလိုချင်တာကနော်အဲ့လိုမျိုးတုံချိတုံချိတုံချိလုံးပြ အဲ့ဒါထက်စရင်နော်ထမင်းကူးစားတာကစကိုဘကူကူးစားကိုဘကူချက်စားကိုဘကူဈေးသွားဒါမျိုးလုပ်ပြခြင်းအပြင်မိမိကိုယ်တိုင်ကနော်အဖိုးဘွားတွေပေါ့ဗျာသားသမီးမြင်းမြစ်တွေကိုအဲ့လိုမျိုးပုံဆောင်ပြခြင်းအပြင်တော်လိုင်းကြီးမှာပါဝင်လို့ရတယ်။ဘာကြောင့်လဲဆိုတော့ကိုယ့်ကိုထမင်းကျွေးမနေရဘူးစေးဆောင်မတိုက်နေရဘူးဆိုလို့ရှိရင်ခုနကလူလက်ပိုင်းတွေလူငယ်ပိုင်းတွေကခိုးဘမှာအချိန်ပေးလို့ရတယ်။အ ਨੇ ဆုံးပြ click to donate လုပ်ဖို့လို့အတွက်အချိန်ပူရတယ်။နားမြင် နော်ဟိုမှာလူလောက်ပိုင်းနေလူငယ်ပိုင်းတွေကတော်လည်ရေးအတွက်ကိုတက်တက်ကြွကြွလုပ်နေတဲ့အချိန်မှာမတားခြင်းအဖြစ်ပါဇက်ကို zip လောက်ထားခြင်းအဖြစ်ပါဝင်လို့ရတယ်ဒါကုနာက generation 8တွေကိုပြောတာ generation 1နေလဲထုံနီးတူသွားပဲကိုကိုရန်ကလည်းရဲရင်ပြပြီးတော့ရဲရင်နေတဲ့လူငယ်တွေကိုကျွန်တော်ရှေ့ကနေပုံဆောင်တတ်သိရှိရှိနဲ့လုပ်ပြခြင်းဆိုအောင်ခြင်းအဖြစ်ကျွန်တော်တို့ဒီကျွန်တော်တို့အရာရာမှာစွန့်စားရတယ် အနည်းနဲ့များတော့စွန့်စားရတယ်လူတိုင်းဒီလဲကြောက်တတ်တယ်အဲ့ဒီကြောက်ရဲ့တန်လန်းကနေပဲကျွန်တော်တို့ကတကယ်ကိုအမှန်တရားအတွက်ကိုကြောက်ကြောက်နဲ့လုပြရမှာနော်စွန့်စားပြရမှာအာဇန်ဒီဆိုတဲ့ပုံကူတွေတရေကောင်းဆိုတဲ့ပုံကူတွေအကုန်လုံးကတာမန်လူတွေကြီးပဲအဲ့တော့အရောက်ချင်းစီတိုင်းအရောက်ချင်းစီတိုင်းကအာဇန်ဒီတွေသူရဲကောင်းတွေဖြစ်နိုင်တယ်ဘယ်အချိန်မှလဲကြောက်ကြောက်နေပဲလုတ်တဲ့လုတ်ထိုက်တာပေါ့ အမှန်တရားကိုတရားမျှတမှုအတွက်ကိုလှုပ်ခြင်းအဖြစ်အဲ့တော့ခုနက generation y နေဆိုတော့ကျွန်တော်ရွယ်တန်းနေပေါ့ဗျာကျွန်တော်က generation y နေတန်းနေဖြစ်သွားပြီเนาะဆိုတော့ကျွန်တော်တွေကိုကိုယ်တိုင်လည်းပါဝင်ပါသူများလှုပ်တဲ့ဟာကိုလည်းကူညီပါအထူးသဖြင့် generation y နေဆိုတာကငွေကြေးရှာတဲ့အရွယ်တွေဖြစ်တယ်များတယ်အဲ့တော့မြမပြီးမှအများကြီးပဲရှိပါတယ်เนาะ ငွေကြေးရှာကြတယ်ဘာဖြစ်ဖြစ်ဒီချိန်မှာခက်ခဲတယ်မှန်တယ်ပို့တော့မရှိရှိတဲ့ကြားရရပေါ့ဗျာစေဘုံဘုံတဘုံဖြစ်ဖြစ်ကုကြပါလှူကြပါတရားဘုံဘုံတဘုံဖြစ်ဖြစ်ကုကြပါလှူကြပါဒါမှမဟုတ်ကိုယ်တိုင်ပါဝင်နိုင်ရင်တော့ပိုကောင်းတယ်ပေါ့နော်အဲ့ဒါကိုကျွန်တော်ပြောချင်တယ် generation z တွေကတော့စံပြဖြစ်တယ်ဒီဒေါ်လာရေးကြီးကိုစတင်ပြီးဥဆောင်ခဲ့တာလေ generation z တွေဖြစ်တယ်လောက်เสียရရှိတော့ကိုကျွန်တော်တို့လုံးဝနော် ဘာကိုမှမတွေ့ဝေပဲနဲ့။နော်ကုနာကနိုင်ငံပြောက်သူတဲမှာပေးထားတဲ့သတင်းစကားလိုပဲကျွန်တော်တို့အရှုံးမပေးသေး၍နိုင်တယ်။အဲ့တော့ကျွန်တော်ဒီနေရာမှာကျွန်တော်တို့ထပ်ပြီးတော့ပြောချင်တာကကျွန်တော်တို့ရှင်သန်နေသေး၍နိုင်တယ်။ကျွန်တော်တို့ဒိတ်ပွဲဝင်နေသေး၍နိုင်တယ်။ဒါကိုကျွန်တော်တင်ပြချင်တယ်။အဲ့တော့ကျွန်တော်တို့အခုလောလောဆယ်စကိုင်းကိုကျွန်တော်အဓိကပြောချင်တာစကိုင်းမှာတာမန်ရက်သားတွေကြတော့ နေအိမ်တွေကိုစုခွာပြီးထွက်ပြေးနေရတယ်။ရွာတွေမီးရှို့နေတယ်၊ဖျက်ဆီးနေတယ်၊ဖျက်လေးပြက်နဲ့လုံနေတယ်။နော်ဘကိုယုံမမာနော်ဘကဘကိုတိုက်တဲ့အချိန်မှာမြမစစ်တပ်ကဒီလိုပဲလုပ်ခဲ့တယ်။ဆိုတော့သကိုင်းကိုဒီလိုလုပ်ဖို့ကြိုးစားတဲ့အချိန်မှာကျွန်တော်တို့တွေအားလုံးကဒါကိုကြိုပြီးတော့ကာဖို့လိုတယ်။ဒါကိုကြိုပြီးတော့ကူဖို့လိုတယ်။နော်အဲ့တော့နိုင်ငံတကာရဲ့စွန်းပကားနဲ့ဝိုင်းကူဖို့လိုတယ်။ကျွန်တော်တို့ NGO အနေနဲ့မန်ကန်သောဥစ္စာမှုနဲ့ဥစ္စာမှုကောင်းကောင်းပေးပြီးတော့ဝိုင်းကူဖို့လိုတယ်။ ျွန်တော်ဒါကိုတင်ပြခြင်းဒီဒါပြင်ကိုကျွန်တော်တို့အိမ်မက်ဒေတာတွေမှာနော်ကျွန်တော်တို့လိုအပ်နေတဲ့အဖွဲ့တွေအများကြီးရှိတယ်အဲ့ဒါတွေအတွက်ကိုကျွန်တော်တို့တွေနော်လက်နဲ့အတွက်နော်ကျွန်တော်တို့တွေနောက်တစ်ခါကျအဲ့ဒီလူသားချင်းဆိုင်ရာအတွက်ကိုကျွန်တော်တို့ကူညီဖို့လို့ကိုကျွန်တော်တို့အလူငွေတွေကောက်ဖို့တွေရှိတယ်လက်နဲ့လိုအပ်တဲ့အဖွဲ့တွေဆိုဘယ်အဖွဲ့ဘယ်အဖွဲ့တွေဆိုပြီးတော့ကျွန်တော်တို့ live ပေါ်မှာတော့မကြင်ညာဘူးလုံခြုံရေးရတော့တော့လေကျွန်တော်တို့တွေလိုအပ်နေတဲ့ရှိကိုရအောင်ကျွန်တော်တို့ကူညီရမယ်နော်ဒါတွေလည်းလုပ်ဖို့ရှိတယ် ဒါကိုလည်းကျွန်တော်အနေနဲ့ကြိုပြီးတော့တင်ပြကြတယ်ဆိုတော့နိုင်ငံတကာကကုလသမဂ္ဂကလူသားချင်းစာနာထောက်ထားမှုဆိုင်ရာအကူအညီတွေကိုပေးပေးမယ်ဆိုရင်ကျွန်တော်တို့ပြည်သူတွေအနေနဲ့ကခုနကလက်နက်အတွက်ကိုပတ်စံပူသုံးလို့ရတယ်အဲ့တော့ရာဂုံမှာရှိတဲ့ကုလသမဂ္ဂဒုက္ခသည်များဆိုင်ရာမဟာမင်းကြီးရုံးရဲ့ကိုယ်စလဲရုံးရှိတယ်အဲ့ဒေတာအဲ့ဒီရုံးကို ဖုံးစက်လို့ရရင်စပ်ပါစာရီပို့လို့ရရင်ပို့ပါထိုင်းမှာလည်းအဲ့ဒါတွေရှိတယ်အဲ့တော့ဒါကိုကျွန်တော်တို့ဝိုင်းပြီးတော့အကုန်လုံးလုပ်ကြဖို့ လိုပါတယ်เนาะအဲ့ဒါကိုလည်းကျွန်တော်အနေနဲ့တင်ပြချင်ပါတယ်ဆိုတော့ကျွန်တော်တို့ဒီအရင်တော့ဘုံကြီးကအားလုံးစွစွကြီးညီညွတ်နဲ့ဝိုင်းပြီးတော့သွားကြမှာဖြစ်တယ်ကျွန်တော်တို့တွေကအကုန်လုံးကဘယ်နေရာမှာဖြစ်ဖြစ်เนาะကျွန်တော်တို့တွေကကိုယ်နဲ့ဆိုင်နေเนาะငါကိုယ်တိုင် လုံးမရမယ်ဆိုတဲ့စိတ်နဲ့သွားကြမှာရမှာဖြစ်ပါတယ်ကျွန်တော်တို့ကကိုယ်တိုင်လည်းမလှော်ဘူးเนาะဒီတိုင်းပဲလှော်နေတဲ့လူတွေကို ဝင်တော့ဝင်ဖို့ဖြစ်စေမဲ့သူတွေမဖြစ်ကြဘူးအရောက်ချင်းစီတိုင်းကတိတ်အရေးကြီးပါတယ်ဆိုတော့ကျွန်တော်တို့တွေရှင်သန်နေသည်ဖြင့်ရှင်သန်ခြင်းအဓိကပဲကျွန်တော်တို့နိုင်တယ်နော်ရှင်သန်မယ်လုံခြုံရမယ်နော်ကျမ်းမာရမယ်ပြီးလက်နက်တွေကိုကျွန်တော်တို့ရအောင်ညီပေါင်းစုံနဲ့နေရာပေါင်းစုံကစူးစမ်းနေကြတယ်အဲ့တော့ကျွန်တော်တို့ဒီစကိုင်းတွေသဘက် နော်အင်တာနက်တွေလည်းအပြတ်ခံထားရတယ်အထောက်ထားတွေလည်းတော်တော်လေးရဖို့မလွယ်ဘူးနော်ဘာစစ်စေးမှမြေပြင်မှာထိုးနေကြတာနော်ကျွန်တော်တို့အများကြီးရှိတယ်အဲ့ဘက်ဒီနော်ကျွန်တော်တွေကရတဲ့နီးနဲ့ကူကြဖို့လိုတယ်အဲ့တော့သခိုင်းမှာဖြစ်နေတဲ့ဘက်ကူကျွန်တော်တို့ဘယ်သူတွေကဘလို့ကျွန်တော်တို့စစ်ကူတွေပေးမလဲဘာတွေလုပ်ပေးလို့ရမလဲနော်ဒါမှမြေပြင်မှာလုံနေကြသလားပေါ့ဗျာနော်ဒါတွေကိုကျွန်တော်တို့တွေဝိုင်းပြီးတော့လုံဆော်ပေးဖို့လိုတယ်ကူညီပေးဖို့လိုတယ်အဲ့တော့ကျွန်တော်ပြောချင်တာက စကိုင်းစကိုင်းစကိုင်းဆိုတာကိုဒီရက်ပိုင်းမှာเนาะကျွန်တော်တို့စစ်ခွေးသင်ချိုင်းဖြစ်အောင်เนาะစကိုင်းတိုင်းအနေနဲ့ကျွန်တော်တို့ဖြစ်အောင်ကျွန်တော်တို့စကိုင်းပြည်သူတွေကเนาะကျွန်တော်တို့ပါဝင်ပြီးတော့တော်လန်နေတယ်အဲ့တော့ဒီတော်လန်နေတဲ့ကျွန်တော်တို့ရဲ့ပြည်သူတွေကိုယေရှုဆက်သောအဖြစ်ယေရှုသိသောအဖြစ်ဂုံပြုသောအဖြစ်စကိုင်းတော့ကိုဝမ်းကူကြဖို့လိုတယ်ဝမ်းကယ်ကြဖို့လိုတယ်ကျွန်တော်အားရကူတင်ပြချင်တယ်ဆိုတော့ကျွန်တော်ရဲ့အခု live ပေါ့နော်ဒီဗီဒီယိုကိုလည်းသဂိုင်းဒေတာကိုတော့ကျွန်တော်တို့ဝိုင်းပြီးတော့ကူညီဖို့လို့ပို့ပြီးကြေပြတ်စေခြင်းတဲ့အတွက်ဝိုင်းပြီး share လုပ်ပေးကြပါ